ရောဗက်ဖြူချက်တွေနဲ့ပတ်သက်ပြီးအများအားအငင်းပွားနေကြတဲ့မဲခွန်းကြီးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကဘာသမိုင်းမှာအပြင်းချန်ဆုံးကာလလို့ဆိုကြတဲ့ကြီးစွာသောဒုက္ခကာလဟာဘယ်ချိန်မှာအတိအကျစတင်မှာလဲဆိုတာပါပဲ။ကဲဒီနေ့လေးလာမှုမှာတော့ဒီရှုပ်ထွေးတဲ့မဲခွန်းရဲ့အဖြစ်ကိုရှာဖို့အသေးစိတ်သုံးသပ်ချက်တစ်ခုကိုအတူတူလေ့လာကြည့်ကြပါမယ်။ဟုတ်ပြီ။ဒီအကြောင်းအရာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်။ပထမဆုံးအဓိကမဲခွန်းကနေစမယ်။ပြီးရင် profit ဖြူချက်ရဲ့အချင်းစရက်ကိုလေ့လာမယ်။ အဲ့ဒီနောက်မှာတော့အဓိကအငင်းပွားနေတဲ့အချက်ကဘာလဲဆိုတာကိုကြည့်ပြီးအမြင်တစ်ခုချင်းစီရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုတုံ့တက်သွားပါမယ်။နောက်ဆုံးမှာတော့ဒီလေးလာမှုကိုပြုစုသူရဲ့ကောက်ချက်နဲ့ဆုံးသတ်မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အဓိကအချက်ကိုပဲကြီးလိုက်ကြရအောင်။မကြုံစားဘူးဒုက္ခဆင်းရဲကာလာလို perfect ဖြူထားတဲ့ဒီအချင်းကိုဘေးရာကအစပြိုပေးတယ်လဲဆိုတာကိုနားလည်ဖို့ကအရေးကြီးဆုံးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီအစပြိုတဲ့အချက်ဟာနောက်ဆက်ကဖြစ်အားလုံးအတွက်သော့ချက်ဖြစ်နေလို့ပါပဲ။ဒီလေးလာမှုတစ်ခုလုံးက ဒီမေခွန်းတစ်ခုတည်းပေါ်မှာပဲအခြေခံထားလာပါ။ဘာလို့လဲဆိုတော့ဒီမေခွန်းရဲ့အဖြစ်ပေါ်မူတည်ပြီးနောက်ဆက်ထွက် brief review ချက်ဆိုင်ရာဖြစ်ရအားလုံးရဲ့အချင်းစရာတစ်ခုလုံးကိုဆုံးဖြတ်ပေးမှာဖြစ်လို့ပါပဲ။ကျန်းစာထဲမှာတော့ရွှွှွှင်းရွှင်းလင်းလင်းပဲတဲလုံးစားတစ်ခုပေးထားပါတယ်။အဲ့ဒါကတော့ကိုးကွယ်ရာအထွတ်အမြတ်နေရာဖြစ်တဲ့တန်ချွင်ရဌာနမှာဖြစ်စည်းခြင်းကိုဖြစ်စေတော့ယွန်းရှာဖွဲအရာလို့ခေါ်တဲ့ပို့ကူဒါမဟုတ်အရာတစ်ခုပေါ်လာတာပါပဲ။ဒါကဒီကာလဆက်တင်ပြီဆိုတဲ့တိချဖြစ်သားရဲ့နိမိတ်လက္ခဏာဖြစ်ပါတယ်။ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကတော့ဒီယုံရှာဝဲအရာဆိုတာရေဖွေးအရာတခုမဟုတ်ပေတိကျတဲ့ပုဂ္ဂိုလ်တူဖြစ်တဲ့ပျက်စီးခြင်းဤသာဒါမှမဟုတ် antichrist နဲ့တိုက်ရိုက်ဆက်စပ်နေရလို့ဒီလီလာမှုကဆိုထားတာပါပဲသူဟာဘီမန်တို့ထဲမှာသူ့ကိုယ်သူဖျားတခင်ဖြစ်ကျင်ရမယ်လို့ဖော်ပြထားတာပါပဲကဲအခုဒီဖျက်တရားလုံးဖြစ်ပြမယ်အချိန်ပေါင်းကိုတစ်ချက်ကြည့်လိုက်ကြအောင်အငင်းပွားမှုတစ်ခုလုံးကတိကျတဲ့ခုနှစ်နှစ်တာကာလတစ်ခုကိုဗဟိုးပြုပြီးဖွဲ့စည်းထားတာကိုတွေ့ရမှာပါ ဒီနေရာမှာတတိယဆိုတာရက်ခွင့်ရက်ကိုကွာတာမဟုတ်ပါဘူးနော်။ဒါကိုခုနှစ်နှစ်တာကာလလို့နားလည်ထားကြပြီးနောက်ဆုံးခုနှစ်နှစ်တာလို့လည်းခေါ်ကြပါရယ်။တားရဲဟာအာနာရလာတဲ့အချိန်မှာဒီကာလစတင်တယ်လို့ဆိုပါရယ်။ဒီအချိန်ဇယောက်ကအဖြစ်ပြက်တီးရဲ့ဖွဲ့စည်းပုံကိုရှင်းရှင်းလင်းလင်းပြထားပါရယ်။ခုနှစ်နှစ်တာကာလကို သုံးနှစ်ခွဲစီ အပိုင်းနှစ်ပိုင်းအတိအကျခွဲထားပါရယ်။အရေးကြီးဆုံးကတော့အာဇာနည်ရဲ့ပထမရှင်ပြန်ထမြောက်ခြင်းဟာအလဲမမှာတိတိကျကျဖြစ်ပျက်တယ်ဆိုတာပါပဲ။ ဒါကြောင့်အတိပ္ပယဖွင့်ဆိုချက်အားလုံးဟာဒီဘဟုမတ်ကိုဝန်ရံပြီးအခြေတည်နေပါတယ်။အခုအဓိကသဘောထားကွဲလွဲတဲ့နေရာကို ရောက်လာပါပြီ။အားလုံးက Profit Future ထဲကစကားစုတစ်ခုထဲကိုဘယ်လိုအတိပ္ပယဖွင့်တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေကြပါ။ဆိုတော့တတင်းတဝက်၌ဆိုတဲ့စကားစုကတကယ်တမ်းဘာကိုဆိုလိုတာလဲ။ဒါကအချင်းကာလာတစ်ခုအတွင်းကတခဏကိုရည်ညွှန်းတာလားဒါမှမဟုတ်အချင်းကာလာတစ်ခုရဲ့ကြာချင်းကိုဖော်ပြနေတာလားဒါကအခြေခံအကြဆုံးကွဲပြားမှုပါပဲ အမြင်1ကဒီစကားစုပ်ကိုပထမ3နှစ်ခွဲကာလတစ်ခုလုံးကိုဖော်ပြတယ်လို့ရှုမြင်ပါတယ်။အမြင်2ကတော့ဒုတိယ3နှစ်ခွဲကာလစတင်တဲ့တိကျတဲ့အချင်းအခိုက်အတန့်လို့ရှုမြင်ပါတယ်။ဒီတစ်ချက်လေး꿰သွားတာနဲ့နေယုံကြည်သူတွေညင်းပန်းညစ်ခံရမယ့်အချင်းစရာကလုံးဝကို꿰ထွက်သွားတာကိုတွေ့ရမှာပါဘလို့꿰သွားတဲ့ကြည့်ကြရအောင် ဒီပစီယာကိုကြည့်လိုက်ရင် အကျိုးဆက်တွေကဘလောက်ကွာဝါလဲဆိုတာတွေ့နိုင်ပါတယ်။ဒုက္ခကာလဟာပထမတစ်ဝက်မှာဖြစ်တယ်လို့ယူဆရင်နောက်ဆက်တွဲမင်္ဂလာရှိသောဖြစ်ရကရှင်မြန်ထမြောက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဒုက္ခကာလဟာဒုတိယတစ်ဝက်မှာလို့ယူဆရင်တော့အဲ့ဒီမင်္ဂလာရှိရဖြစ်ဟာနိုင်ငံတော်ကိုယ်တိုင်ဖြစ်လာပြီးဒါကအခြားဘာသာရေးဆိုင်ရာမျိုးကွန်းတွေအများကြီးကိုဖြစ်ပေါ်စီပါတယ်။ဒီသုံးသက်ချက်အရဆိုရင်ဒီအထိကဖြစ်ရတွေဟာတန်ဆင်းသူရဲ့အလယ်မှတ်မှာရှင်မြန်ထမြောက်ပြီးတဲ့နောက်မှာဖြစ်ဖြစ်ပါတယ်။ ီအချက်ကချမ်းမြေသူတွေနောက်ဆုံးကြိုးကြောင်းဆင်ခြင်မှုကိုနားလည်ဖို့အတွက်အလွန်အရေးကြီးတဲ့အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ဒီလိုအမည်မသူဓာတ်တွေကိုချပြပြီးတဲ့နောက်ကတော့ဒီတုံးသက်ချက်ကိုရေးသားသူကသူ့ရဲ့အဆိုကိုစနစ်တကျတင်ပြထားပါတယ်။ဘယ်အမည်ကပိုပြီးယုတိရှိတယ်လဲဆိုတာကိုကြိုးကြောင်းဆင်ခြင်ပြထားတာပါ။သူ့ရဲ့ကောက်ချက်ကတော့ရှင်းပါတယ်။တက်တဲ့ထောက်ထားတဲ့အရာ ကြီးစွာသောဒုက္ခကာလနဲ့၄၀နှစ်လာကြာငင်းပိုင်နေဆက်မှုဟာ နောက်ဆုံးခုနှစ်နှစ်တာကာလရဲ့ပထမတဝက်ဖြစ်တယ်ဆိုတာပါပဲဒုတိယတဝက်မှာဒုက္ခကာလဖြစ်တယ်ဆိုတဲ့အမည်ကိုဘယ်လိုခြေဖားထားလဲဆိုတော့အချက်၄ချက်နဲ့တင်ပြထားပါတယ်အဓိကကြိုးကြောင်းဆင်ခြင်ချက်ကတော့ပထမရှင်ပြန်ထမ်းပြောက်ခြင်းဖြစ်ပျက်ပြီးရတဲ့တန်ရှင်းသူတွေရဲ့မြေကြီးပေါ်ကဒုက္ခခံရခြင်းအခန်းခဏအဆုံးသတ်သွားပြီးဆိုတာပါပဲညင်ပန်းနေဆက်ခံဖို့မြေကြီးပေါ်မှာတန်ရှင်းသူတွေမရှိတော့တဲ့အတွက်ဒုတိယတဝက်ဟာသူတို့အတွက်ဒုက္ခကာလမဖြစ်နိုင်တော့ဘူးလို့ဆိုပါတယ် ဒီကိုကားချက်ကကျမ်းပြူသူတွေအဓိကအဆိုကိုအနစ်ချုပ်ဖော်ပြနေတာပါပဲအချင်းစရာအရညင်ပန်းနစ်ဆက်မှုဟာအလဲခတ်မတိုင်ခင်မှာပဲဖြစ်ရမှာဖြစ်ပြီးနောက်ပိုင်းမှာဖြစ်ဖို့မဖြစ်နိုင်ဘူးဆိုလာပါပဲဒီအတောင်းတချက်ကိုညီကောင်းချုပ်ရရင်တော့နောက်ဆုံးမှာအတွေ့အကြုံနဲ့အဆုံးသတ်ထားပါတယ်အနာဂတ်ရဲ့အချင်းစရာကိုတိတိကျကျသတ်မှတ်ဖို့စူးစမ်းခြင်းဟာမြမောက်ခေယုံကြည်သူတယောက်ရဲ့လက်ရှိဘဝပေါ်ထားတဲ့အမြင်ကိုဘယ်လိုပုံဖော်ပေးနိုင်တယ်လဲဒါကဘာကြောင့်ဒီလောက်အရေးကြီးနေရတာလဲဆိုတဲ့မိကောင်းပါပဲ